မင်္ဂလာပါဒီနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကို ကျွန်တော်ကိစ္စနိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟာမတ်စ်ရဲ့အပြစ်ရဲ့ချိုးဖောက်မှုကြောင့်အစ္စရေးဘက်ကဂါဇာဒေသကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းထရမ့်တောင်ကိုရီးယားကို ရောက်ရှိစမှာမြောက်ကိုရီးယားဘက်ကဒုံးကျည်ပစ်လို့စမ်းသပ်ခဲ့တဲ့သတင်းနဲ့ယူကရိန်းအတွက်အရေးပါတဲ့ပိုခရော့စ်မြို့မှာ ရုရှားတပ်တွေခြေကုပ်ယူနိုင်ခဲ့တဲ့သတင်းတို့ပဲဖြစ်ပါရီပထမဆုံးတင်ဆက်ပေးမှာကတော့ Hamas အဖွဲ့ဟာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဆွဆဲခံရပြီးအော်တိုဘာလ28ရက်နေ့မှာ Israel ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်သွားခဲ့ပါတယ် ဂါဇာတောင်ပိုင်းရာဖာမြို့မှာရှိတဲ့အစ္စရေးစစ်သားတွေကို ဟာမတ်စ်ဘက်ကတိုက်ခိုက်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးအစ္စရေးကက်စ်အနေနဲ့ဆွဆွဲထားခဲ့တာပါအဲ့နောက်ဟာမတ်စ်အဖွဲ့ဟာတိုက်ခိုက်မှုတွေမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်းနဲ့အပြည့်ရဲ့သဘောတူညီချက်ကိုလိုက်နာနေစေဖြစ်တဲ့အပြင်အစ္စရေးဘက်ကသာချိုးဖောက်မှုရှိတဲ့အကြောင်းတုံ့ပြန်ထားပါတယ် အစ္စရေးရဲ့ဒီတိုက်ခိုက်မှုတွေအတွင်းဂါဇာမြို့တွေကအိမ်တွေစာတင်ကျောင်းတွေနဲ့လူနေတိုက်ခန်းတွေကိုထိမှန်ခဲ့ပြီးပါလက်စတိုင်း33ထပ်မင်းတေဆုံးခဲ့ရပါတယ်။ဒါပြင်ဟာမတ်စ်ဘက်ကတေဆုံးတစားကန်တွေရဲ့ရုပ်အလောင်းပြန်လွှဲပေးရေးကိစ္စရပ်တွေမှာလည်းသဘောတူညီချက်ကိုချိုးဖောက်မှုရှိတယ်ဆိုပြီးအစ္စရေးအနေနဲ့ဆွဆဲထားပါတယ်။ဟာမတ်စ်ပြန်လွှဲပေးခဲ့တဲ့ကောင်တလာတစ်ခုတည်းက ရုပ်ကြွေးအစိပ်ပိုင်းတွေဟာပျောက်ဆုံးနေစေတစားကန်73ရောက်နဲ့မဆိုင်ဘူးဆိုတဲ့အချက်ကိုပါထောက်ပြခဲ့ပါတယ်အခုလိုမျိုးထိတွေ့မှုတွေရှိနေပေမဲ့လည်း American Do the Mra JD Vance ကတော့ဒီအပြစ်ခက်ရက်စဲရေးကိုဆက်လက်တည်မြဲနေမယ်လို့ယုံကြည်တဲ့အကြောင်းမှတ်ချက်ပြုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့အာရှခီးစဉ်ရဲ့နောက်ဆုံးနိုင်ငံဖြစ်တောင်ကိုရီးယားမြို့ဂေအောင်ကျူးမြို့ကို အော်တိုပါလ29ရက်နေ့မှာရောက်လာခဲ့ပါတယ်ထရမ့်မရောက်ခင်နိုင်ပိုင်းအလိုမှာပဲအင်းကြီးချင်းမြောက်ကိုရီးယားနိုင်ငံကနယူထိပ်ဖူးတက်စင်နိုင်တဲ့ခရုစ်တုံးကြီးတွေကိုစမ်းသပ်ပြစ်လွတ်ခဲ့ပါတယ် ဒါဟာမြောက်ကိုရီးယားကိုနူလက်နက်နိုင်ငံဖြစ်တရားဝင်အသိမှတ်ပြုပေးဖို့အင်အားပြလိုတဲ့လောက်ရဖြစ်တယ်ဆိုပြီးလေးလာသူတွေဘက်ကသုံးသပ်ထားပါတယ်။ဒါပေမဲ့လည်း Trump ကတော့ဒီတုံးကြီးပြစ်လွှတ်မှုတွေကိုအလေးမထားဘဲတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးဆွေးနွေးပွဲအတွက်သာအဓိကအာရုံစိုက်ထားတယ်ဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။ဒါ့အပြင် တောင်ကိုရီးယားသမ္မတအီဂျင်မြောင်နဲ့ Trump တို့ကြားတွေ့ဆုံပြီးကုန်သွယ်ရေးသဘောတူညီချက်အပြီးတက်နိုင်ရေးအတွက်ဆွေးနွေးဖို့လည်းရှိလိုနေပါတယ်။ တဖက်ကတောင်ကိုရီးယားပို့ကုန်တွေကိုအခွန်25ရာခိုင်နှုန်းစား15ရာခိုင်နှုန်းသာ ကောက်ခတ်အောင်အမေရိကန်ပြည်တွင်းမှာဒေါ်လာ350ဘီလီယံထိရင်းနှီးမြှုပ်နှံသွားမယ်ဆိုပြီးကတိပြုထားရတာပါ။ဒါပြင်တရုတ်သမ္မတရှီကျင်းဖင်နဲ့ပါထရမ့်တွေ့ဆုံသွားဖို့ရှိလိုနေပြီးနှစ်ဖက်တင်းကြပ်မှုတွေဖြေလျှော့ရင်းကုန်သွယ်ရေးစစ်ပွဲရပ်ဆိုင်နိုင်ဖို့အတွက်အဓိကထားဆွေးနွေးသွားဖို့ရှိနေပါတယ်။ အိနောက်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့လဲတွေ့ဆုံမှုထရမ့်ကဆန္ဒရှိကြောင်းပြောထားပေမဲ့နူလက်နဲ့ဆွန့်လွှဲရေးဖိအားပေးမှုတွေကိုရပ်တန့်လိုက်မှသာတွေ့ဆုံသွားမယ်ဆိုပြီးအတည်ပြုပါရီအိနောက်တောင်ကိုရီးယားနိုင်ငံကအမြင့်ဆုံးစုဖြစ်တဲ့ Grand Order of မူကုန်းဟာကိုထရမ့်တို့ချီးမြှင့်ပေးခဲ့ပါရီဒါဟာငင်းချမ်းရေးဖန်တီးသူဆိုတဲ့ထရမ့်ရဲ့အခမ်းကဏ္ဍကိုအတိမတ်ပြတာဖြစ်ပြီးကိုရီးယားတုံးပြည်တော်ခေတ်က ပြင်းတွေစောင်းခဲ့တဲ့ရွှေသူရဖူပုံစံတူပါလက်ဆောင်ဖြစ်ပေးအပ်ခဲ့ပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းအရှေ့ပိုင်းကိုအကြီးကျယ်ထိုးစစ်ဆင်လုပ်နေပြီးမဟာဗျူဟာရအချက်ကြာကြတဲ့ပူခရော့စ်မြို့မှာခြေကုပ်ယူထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနယ်မြေတဲကရုရှားစစ်သားတွေဟာယူကရိန်းထက်ရှစ်ဆလောက်ပိုပြီးများပြားတဲ့အလျောက်ဒါကိုရှင်နိုင်ဖို့ရမလွယ်ကူတဲ့အကြောင်းဖော်ပြထားပါတယ်။ နနစ်ကြားတဲ့အထိဒီပိုခရော့ဖ်မြို့ကိုသိမ်းပိုင်နိုင်ဖို့ရုရှားဘက်ကကြိုးပမ်းနေကြတာဖြစ်ပြီးသူတို့စီစဉ်ထားတဲ့ရလက်အတိုင်းတော့မအောင်မြင်သေးပါဘူးပိုခရော့ဖ်ဟာမြို့ငယ်လေးတစ်ခုဖြစ်ပေမဲ့လည်းယူကရိန်းအရှေ့ပိုင်းစစ်မျက်နှာအတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့စစ်ကူပို့ဆောင်ရမှာအဓိကကျတဲ့ဗဟိုချက်ဖြစ်ပါတယ်အခုလိုမျိုးရုရှားဘက်ကခြေကုပ်ယူနိုင်ခဲ့တာကြောင့် Donex ဒေသတစ်ခုလုံးကိုသိမ်းပိုင်နိုင်ဖို့အတွက်ပုံမနီးကပ်လာခဲ့ပါတယ် ယူကရိန်းရှေ့ပိုင်းစစ်စင်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းရုရှားတပ်တွေကိုတားဆီးနိုင်ဖို့ခက်ခဲနေတယ်ဆိုပြီးဝန်ခံသွားခဲ့ပါတယ်။ပုံမှန်အားဖြင့်ယူကရိန်းကရုရှားထိုးစစ်ကိုတံပြန်ရမှာဒရုန်းအသုံးပြုလေးရှိပေမဲ့လည်းမိုးရွာသွန်းပြီးမြူရီဆိုင်နေတဲ့ရာသီဥတုကြောင့်ပြစ်မှတ်ထားတိုက်ခိုက်နိုင်မှုရာအခက်တွေ့နေတယ်လို့ပြောထားပါတယ်။ အဲ့နောက်ဖူခရော့စ်မြို့အနီးမှာပဲရုရှားတပ်တွေကစစ်တီအင်အားနဲ့စစ်လက်နက်ပစ္စည်းအများပြားကိုစုစည်းထားတဲ့အပြင်ခြေလင်းတပ်သားတွေပေါ်အကာအကွယ်ပေးနိုင်ဖို့အတွက်ပါတန်ချက်ကရင်တွေအသုံးပြုလျက်ရှိပါရီလက်ရှိယူကရိန်းနိုင်ငံရဲ့ကာဝေးရေးစွမ်းရည်တွေရော့ပါလာတာနဲ့အမျှဥရောပမဟာမိတ်တွေစီကဗန်နာရေးအထောက်ပံ့ကိုလိုအပ်နေပြီဖြစ်တဲ့ကြောင်းသမ္မတဗိုလိုဒီမာဇယ်လန်စကီအနေနဲ့မှတ်ချက်ပြုပါရီ ဒါမှသာနောက်ထပ်နှစ်နှစ်သုံးနှစ်ကြာအောင်ရုရှားတပ်တွေနဲ့ဆက်လက်တိုက်ခိုက်နေမှာဖြစ်တယ်လို့ဖြည့်ဆွတ်ပြောပါရယ်။ဒါပြင်ဒေါ်နယ်ထရမ့်နဲ့ရှီကျင်းဖင်တို့ကြားတီးတန့်တွေ့ဆုံမှုကနေလဲရုရှားအတွက်တရုတ်ရဲ့ထောက်ပံ့မှုတွေကိုဖျက်တောက်ပေးဖို့ရမျှော်လင့်နေဆိုပြီး ဖော်ပြထားပါရယ်။2022 February လမှာရုရှားရဲ့အလုံးစုံကျူးကျော်မှုစတင်ခဲ့ပြီးနောက်ယူကရိန်းပိုင်တဲ့20ရာခိုင်နှုန်းထိမော်စကိုအနေနဲ့တင်ပိုက်ထားနိုင်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Caribbean ကျွန်းနိုင်ငံ Jamaica တမိုင်းတစ်လျှောက်အပြင်းထန်ဆုံးမုန်တိုင်းဖြစ်လာခဲ့တဲ့ Hurricane Melissa ကအော်တိုဘာလ28ရက်နေ့မှာကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။အဲဒီနောက်မုန်တိုင်းကအတန်ငယ်အပြော့လာခဲ့ပြီး Cuba နိုင်ငံဘက်ကိုဥတီဝင်ရောက်နေပြီးဖြစ်ပါသည်။ဒီမုန်တိုင်းကဂျမေကာကမ်းရိုးတန်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာ တနားဤ185မိုင်နှုန်းထိလေတိုက်နှုန်းရှိခဲ့တဲ့အလျောက်အင်အားပြင်းထန်ခဲ့ပါတယ်။လက်ရှိမှာ category 3မုန်တိုင်းအဖြစ်အင်အားအတန်ငယ်ရော့ကျသွားသလိုလေတိုက်နှုန်းအဖြစ်လည်းတနားဤ125မိုင်လောက်သာ ရှိပါတော့တယ်။ဂျမေကအနောက်တောင်ပိုင်းစိတ်အဲလစ်ဘက်ဒေသမှာတော့ရေအောက်ရောက်နေသလိုဖြစ်နေတဲ့အပြင်မိုးရေချိန်လက်မ30အထိဆက်လက်ရွာသွန်းနေတာကြောင့်နေရာချို့မှာပါရေကြီးရေရှမ်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ် နောက်ဆက်တွဲဖြင့်ဂျမေကာနိုင်ငံသား9သိန်းကျော်တို့လျှက်စစ်မျိုးတွေပြတ်တောက်လို့နေပြီးဆေးရုံတွေလူနေအိမ်တွေနဲ့အတူအခြေခံအဆောက်အုံတွေပါအများပြပျက်စီးခဲ့ပါရီဂျမေကာဝန်ကြီးချုပ်အန်ဒရူးဟိုနက်စ်ကတော့ဒီမုန်တိုင်းရဲ့အပျက်စီးပမာဏကြောင့်အသက်ဆုံးရှုံးမှုတွေကို တွေ့လာရနိုင်တယ်ဆိုပြီးခမန်းပြောဆိုထားပါရီလက်ရှိမုန်တိုင်းဥတီယာကျူးဘတ်နိုင်ငံကလည်းလူဦးရေ9သိန်းနီးပါးကိုဘေးလွယာစီ ပြောင်းရွှေ့ပေးထားပြီးဖြစ်ပါရီ WMO ကမ္ဘာမူလေကသအဖွဲ့ကြီးကတော့ Melissa ကိုဂျမေကာအတွက်ရာစုနှစ်ရဲ့မုန်တိုင်းတစ်ခုဖြစ်ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။ဒါဟာ Caribbean ဒေသမှာတတိယမြောက်အပြင်းထန်ဆုံးမုန်တိုင်းဖြစ်တယ်ဆိုပြီးမူလေကသပညာရှင်တွေအနေနဲ့သတ်မှတ်ထားကြပါတယ်။နောက်ထပ်သတင်းဒီပုတ်အနေနဲ့ ။ NASA ဟာအတန်ထက်မြန်ပြီးမဲ့လေ၊စုညံတံမထွက်အောင်အထူးဒီဇိုင်းထုတ်ထားတဲ့ X59 ရက်လေယာဉ်အသစ်တစ်စင်းကိုအော်တိုဘာလ28ရက်နေ့ကပထမဆုံးကြိမ်စမ်းသပ်ပြန်တိုင်းခဲ့ပါရီ။ X59 ဟာကယ်လီဖိုးနီးယားတောင်ပိုင်း Lockheed Martin စက်ရုံကနေပြန်တက်ခဲ့တာဖြစ်ပြီးမိုင်းအနည်းငယ်အကွာမှာရှိတဲ့ Edwards Ladder Scan ကိုဆင်းသက်ခဲ့တာပါ X59 ရဲ့အဓိကထူးခြားချက်ကတော့လေယာဉ်စင်းဟာအတန်ထက်မြန်တဲ့အဆင့်ကိုဖျက်ကျော်ရတဲ့အခါထွက်ပေါ်လေးရှိတဲ့ Sonic Boom ပောက်ကွဲတံကြီးကိုရှော့ချနိုင်တာပဲဖြစ်ပါတယ် အဲ့ဒီလေရင်ရဲ့ထူးခြားတဲ့ကိုယ်ရည်ပုံစံဒီဇိုင်းကြောင့်စုညံတဟာကားတကားစောင့်ပိတ်တလောက်သာရှိတော်မှာဖြစ်ပါရည်။ဒါပြင်အတန်အတားစီကို ဖောက်ထွက်နိုင်မှုဒီဇိုင်းထုတ်ထားတဲ့ဒီစမ်းသက်လေရင်ဟာနှာခေါင်းကနေအမီထီမီတာ30အောက်သာရှည်လျားပါရည်။အခုလိုမျိုးတမူထူးခြားတဲ့ X59 ကပေ9500အမြင့်မှာတနာယီကို925မိုင်နှုန်းနဲ့ပြန်တန်းနိုင်ဖို့အတွက်တိစောက်ထားတာလည်းဖြစ်ပါရည်။ ဒါပုံမှန်လေရင်တွေပြန်တန်းနိုင်တာထက်နှစ်ဆကျော်ပုံမှန်မြင်မသလို60ရာခိုင်နှုန်းလောက်လဲပူပြီးမြန်ဆန်ပါ रे နောက်ဆုံးတင်ဆက်ပေးမှာကတော့တောင်ကိုရီးယား K-pop အဖွဲ့ BTS ကောင်းဆောင်ဖြစ်သူ RM ဟာ APEC ရဲ့ CEO ထိပ်သီးဆွေးနွေးပွဲမှာအဓိကမိန့်ခွန်းဖြစ် ပြောဆိုသွားတာတွေ့ရပါတယ် ဒါဟာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ထိပ်သီးဆွေးနွေးပွဲရဲ့အဆက်ဖြစ်တယ်လို့ဒေါ်နယ်ထရမ့်လည်းမင်ကွန်းပြောသွားတာတွေ့ရပါတယ်။အော်တိုဘာလ29ရက်နေ့တွင်ဂေါင်းကျူးမြို့မှာဆွေးနွေးပွဲရဲ့ဒုတိယမြောက်နေ့အဖြစ်ကျင်းပနေစဉ် RM က K-pop ရဲ့ soft power အကြောင်းကိုဆွေးနွေးပြောဆိုသွားခဲ့တာပါ။ဒါကြောင့် RM ဟာ CEO ထိပ်သီးဆွေးနွေးပွဲမှာမင်ကွန်းပြောကြားခွင့်ရခဲ့တဲ့ပထမဆုံးသော K-pop အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီမိန်ကွန်းကနေ K-pop ရဲ့ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးနိုင်စွမ်းနဲ့ကိုရီးယားယဉ်ကျေးမှုဆိုင်ရာယက်တီချက်တွေကိုမိမောင်းထုတ်ပြနိုင်ဖို့ရာမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။2018 2020နဲ့2021ခုနှစ်တွေမှာလည်း RM ဟာကုလသမဂ္ဂအထွေထွေညီလာခံအတွင်းကမ္ဘာလုံးဆိုင်ရာလူငယ်တန်တမန်အဖြစ်မိန်ကွန်းပြောဆိုခဲ့ပူပါတယ်။လက်ရှိကျင်းပနေတဲ့ APEC CEO ထိပ်သီးဆွေးနွေးပွဲဟာအဖွဲ့ဝင်20နိုင်ငံကခေါင်းဆောင်တွေနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေကြားစမ်းသစ်တဲ့စီးပွားရေးလမ်းကြောင်းအသစ်တွေကိုဆွေးနွေးပြောဆိုကြတဲ့ forum တစ်ခုလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါနိုင်ငံကသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစ်ကျွန်တော်ကတော့ကေဆက်နိုင်ပါ